မြန်မာပြည်မှာဘယ်သူမှမစင်စားဘူးတဲ့အခုလိုနာမည်မျိုးတမီလေးကိုပေးခဲ့လို့အွန်လိုင်းပေါ်လူပြောများနေတဲ့အမေရိကရောက်ဂျက်စီကာဒတ်တာ ပြည်သက်ကြီးဂျက်စီကန်တတာကတော့အမေရိကန်မှနေထိုင်ရင်းနဲ့အခုဆိုရင်တော့တမီဦးလေးကိုမူဖားလိုက်ပြီးဖြစ်ပါတယ်နော်မိခင်မြကြပြေဝါစွာနဲ့ပဲတမီဦးလေးကိုအနာခံပြီးတော့ရေရွမူဖားလိုက်တာဖြစ်ပါတယ်ရှင်ဂျက်စီကန်တတာဆိုရင်တော့တချို့ပြည်သက်တွေနဲ့ယဉ်နေကြမယ်လို့တော့မထင်ပါဘူးဒါပေမဲ့ဖခင်ဖြစ်သူစာရေးဆရာ view ဆိုရင်တော့ပြည်သက်တို့အားလုံးပဲသိကြမှာပါစာရေးဆရာ view ရဲ့တမီဆိုရင်တော့ဂျက်စီကန်တတာကိုအားလုံးကသိသွားကြလောက်ပြီးထင်ပါတယ်ရှင်စာရေးဆရာ view ရဲ့စာအုပ်ကြီးကိုဖတ်ပြီးတော့အကြည့်ပြင်ခဲ့ကြသူတွေကလည်းအများကြီးရှိကြမှာပါဂျက်စီကန်တတာက စကားပြောပွင့်လင်းပြီးတော့ဟိဟံမရှိတဲ့ blogger တူလည်းဖြစ်ပါတယ်။ blogger လုပ်နေတဲ့ Jessica တတာကအမှုပညာဝါသနာပါသူဆိုပေမဲ့ဖခင်ဖြစ်သူလိုမျိုးစာရေးဆရာတော့မလုပ်ချင်ပဲမင်းသမီးဖြစ်ချင်တဲ့သူပါ။ဒါပေမဲ့မြမပြီကရုပ်ချုံမှမင်းသမီးဖြစ်နိုင်တယ်လို့တရုတ်ဆောင်ကောင်းတာမကောင်းတာချက်ရုပ်ချုံရင်တော့အားပေးသူတွေများပြီးတော့အောင်မြင်ကြတာကများပါတယ်။ဒါကြောင့်မင်းသမီးအိမ်မက်ကိုလက်လျှော့လိုက်ပြီးတော့ Miss ပြိုင်ပွဲလေးမှာလည်းပါဝင်ပြီးတော့ရှင်းပြခဲ့ပူပါတယ်။ဒါပေမဲ့ Jessica တတာရဲ့ရီမန်းချက်ကတော့တိတ်မပြေဝခဲ့ပါဘူး။ ဂျက်စီကာဒတာရဲ့ထူးချွန်မှုတစ်ခုကတော့ဟာတညံရွှင်လာပါပဲ။စကားပြောကောင်းတော့တဲ့ဂျက်စီကာဒတာကသူမကိုချစ်တဲ့ပရိသတ်တွေကတော့ဂျက်စီကာပြပြဆိုပြီးတော့ခေါ်တဲ့ထီကို nickname ပေးခဲ့ကြတဲ့ထီပါပဲရှင်။ဂျက်စီကာဒတာရဲ့ရုပ်ရည်ကအနောက်တိုင်းအကြိုက်ပုံစံမျိုးမို့မြမပြမကတော့အောင်မြင်မှုကထင်သလောက်မရခဲ့တာကအမှန်ပါပဲ။ဒီရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်းဖခင်ဖြစ်သူစိုင်းဆီယာဗျူကတမီးရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးတော့ပုံမှန်လင်းလင်းပြပြခဲ့မှုပါတယ်ရှင်။အဲဒီနောက်မှာတော့ခင်မွန်းဖြစ်လာမယ့်အမျိုးသားနဲ့တွေ့ဆုံပြီးတော့ဂျက်စီကာဒတာတယောက်လက်ထပ်ခဲ့တာပဲ။ ြစ်ပါတယ်။နိုင်ငံသားသားနဲ့အိမ်အောင်ကြပြီးတော့အမေရိကန်မှာလိုက်နေခဲ့တာပဲဖြစ်ပါတယ်ရှင်။အိမ်အောင်တက်တန်းနှစ်နှစ်ကျော်မှာတော့ရင်းသွေးလေးတဦးကိုပိုင်ဆိုင်ခဲ့ပြီးဖြစ်ပြီးတော့တအိမ်လုံးလဲဝမ်းသာပျော်ရွှင်နေခဲ့ကြတဲ့အထိပါ ခမွန်းဖြစ်သူရဲ့ချစ်ခြင်းတွေကိုပိုင်ဆိုင်ထားတဲ့ဂျက်စီကာဒါနာကကိုဝန်ဆောင်ချိန်မှာလေခမွန်းဖြစ်သူရဲ့အနိကဆောက်ရှောက်ပေးပြီးတော့အလိုလိုက်ခြင်းတွေကိုရရှိခဲ့တဲ့အထိအခြေခံဖြစ်ခဲ့ရပါတယ်။အခုဆိုရင်တော့တမီဦးလေးကိုပိုင်ဆိုင်ခဲ့ပြီးမို့ပြည့်ပြည့်စုံနဲ့မိသားစုဘဝလေးဖြစ်နေပါပြီရှင်။ခမွန်းတဲ့ကိုယ်တိုင်ချက်ကျိုးဖြတ်ပေးပြီးတော့ကြကြမမနဲ့ပဲတမီဦးလေးကိုရရှိခဲ့ပြီးဖြစ်ပါတယ်။ စစ်ဆရာကောင်းတဲ့တမီဦးလေးကအဖေတူလေးလို့လည်းပြောနေကြပါဗျရှင်။ဒါထက်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတာကတော့တမီလေးရဲ့နာမည်ပါ။အခုနောက်ပိုင်းအနုပညာရှင်တော်တော်များများကတို့ရဲ့ရင်သွေးရတနာလေးတွေကိုနာမည်ခက်ဆန်းဆန်းလေးတွေပေးတတ်ကြပါရနော်။ဂျစီကာဒတာရဲ့တမီလေးရဲ့နာမည်ကိုတော့ဒနာဟီတီဆိုပြီးတော့အမည်ပေးထားတယ်လို့သိရပါဗျ။တကယ်ကိုစစ်ဆရာကောင်းတဲ့နာမည်လေးပါပဲရှင်။ ဒီလိုနာမည်စစ်စမ်းလေးကိုဘသူကရွေးချယ်ပေးခဲ့လဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။အတိတ်ပဲပြေဝစွာပါတဲ့နာမည်လေးလို့ပြောရမှာပါ။နာမည်လေးကယူယူလေးဆိုပေမဲ့မြန်မာပြည်မှာကတော့ဒီလိုနာမည်မျိုးဘသူမှစဉ်းစားမိမှာတော့မဟုတ်လောက်ကြပါဘူး။အခုဆိုရင်တော့ဂျက်စီကာဒါတာကပြည်ပမှာကလေးမဖွားတယ်ဆိုပေမဲ့သူ့ရဲ့အဖေမေတို့ကလည်းဘေးနားမှာရောက်ရှိနေလို့အဖြစ်စီမဲဆိုတာကတော့အမှန်ပါပဲရှင်။ ကေပရိသင်ကြီးရောဇစီကတတားရဲ့သမီးလေးဇနာဟီဒေးဆိုတဲ့နာမည်လေးကတကယ်ရောချစ်စရာကောင်းတယ်လို့ထင်ကြပါရဲ့လားဘလို့နာမည်လေးနဲ့ပို့ပြီးတော့ live ဖက်တယ်လို့ထင်လဲဆိုတော့ comment မှာပြပြပေးခဲ့ကြပါအောင်ရှင်